ဒီနေ့ကတော့ဖန်ရောက်တော့လေအတက်အဆင်းအောင်မှာတနိုင်ခွဲလောက်ပဲကြာတယ်တောင်ဝမ်းတောင်သွားသက်ဖြစ်ခဲ့တဲ့ဘလော့လေးကိုပြန်မြို့ရှယ်ဝင်လုပ်ပေးရပဲဖြစ်ပါတယ် ကျွန်တော်ဟောသွားတမ်းမဲ့နေတော့ဆိုရင်လေမနက်ပိုင်းတော့ကမိုးရေလည်းအရန်ရွာနေရတယ်မတက်တော့ဘူးလို့စဉ်းစားထားတာပေါ့နော်ဒါပေမဲ့နေ့လယ်ပဲရောက်တော့မိုးလေးလည်းတိတ်သွားတာနဲ့သွားတက်မယ်ဆိုပြီးတော့ပဲရောက်သွားခဲ့လိုက်ပါတယ်ညိုရောက်ချင်းပထမဆုံးဝယ်ဖြစ်တာကတော့အခုလိုမျိုးအောက်ကဈေးဆိုင်လေးပေါ့နော်အပေါ်မှာလည်းဗာဈေးဆိုင်မှာမရှိတာဖြစ်တဲ့အတွက်အောက်မှာပဲကိုလိုချင်တာလေးတွေကိုတစ်ခါရောက်ဝယ်ပါခဲ့ပါတယ်ခုကတော့ကျွန်တော်တောင်ချီကနေစပြီးတော့တက်တော့မယ်ပေါ့နော်သူကတော့အတက်အဆင့်ကို45မိနစ်စီကြာတယ်လို့ပြောပါတယ်ဟောသွားခဲ့တဲ့နေတော့ဆိုရင်လေတောင်တက်တဲ့သူကမရှိသလောက်ကိုနေတယ်ပေါ့နော်အဖွဲဆိုလို့ကျွန်တော်တို့အဖွဲရဲ့နောက်တစ်ဖွဲနှစ်ဖွဲလောက်ပဲရှိတာတွေ့ရပါတယ်ဒါဆိုရင်လေဖန် န်တော်တော်လေးလာရမလို့ကျွန်တော်ကတော့မူရင်းရောက်တိုင်းလေးဖန်အမှာတောင်တော့တက်ရတာကိုသဘောကျပါတယ်။မနေ့တုန်းကတော့ဇိုကပင်တောင်ကိုသွားတက်ခဲ့ဆိုပေမဲ့ဒီနေ့မှာတော့အရင်လက်အပင်မမခံချင်တာနဲ့ပေါ်ပေါ်ပါနဲ့တက်လို့ရမယ်တောင်ဝိုင်းတောင်ကိုပဲတက်ပြခဲ့ပါတယ်။ဒါလေးကတော့တောင်ချင်းနေရာလေးပေါ့နော်။အစားကတော့ဒီရေကန်ကိုဘာလို့ထားထားမှမသိဘူးဆိုပေမဲ့ကျွန်တော်ကတော့အခုလိုမျိုး sufficient လေးလုပ်ပြီးတော့ပဲတောင်ပေါ်ဆက်တက်ခဲ့လိုက်ပါတယ်။ဟိုကတော့ကျွန်တော်တက်တဲ့ချင်းအချိန်ကိုစပြီးတော့မှတ်ထားရပေါ့နော်။အရာအလုံးကလည်းမိုးလေးရွာထားလို့လားမသိဘူးလုံးဝအောင်စိမ့်ဆိုနေရပါပဲ။တောင်ဝိုင်းတောင်ကလေပုံမှန်တက်မယ်ဆိုရင်တော့45မိနစ်လောက်ပဲကြာရဲပေါ့နော်။ဒါပေမဲ့တစ်ခုရှိတာလှေကားတွေကတော့အခုလိုမြင် င်းတဲ့အတိုင်းပဲပေါ့နော်လမ်းကတော့တော်တော်လေးဆိုးပါတယ်ကျွန်းနေရာကြီးမှာဆိုရင်တော့အခုလိုမျိုးမြင်းနီလမ်းတွေလည်းရှိရပေါ့နော်မချောကြအောင်တော့တေချာလေးကယူဆိုင်သွားပြီးရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်အားတော့တက်တက်ရှည်15မိနစ်လောက်အနေထားပေါ့နော်သူကလေတခုရှိတာကလှေကားလေးကမတ်တာဖြစ်တယ်တော့တော်တော်လေးကိုဟိုက်လာပါတယ်အခုရှိတာတောင်ဝိုင်းနဲ့ဇွဲကပင်ကဘလို့နည်းနည်းကွာလဲဆိုရင်တော့ဇွဲကပင်တောင်ဝိုင်းလေလှေကားများပြီးတော့ပြည်တယ်ပေါ့နော်တောင်ဝိုင်းကတော့လှေကားနေပြီးတော့နည်းနည်းလေးမတ်ပါတယ်ကျွန်တော်တို့ကနေ့လယ်ပဲတက်သွားတာဖြစ်တဲ့အတွက်နီလေးနည်းနည်းပူတော့လူကတော့ပို့ပြီးတော့ဟိုက်ပြီးတော့ချွေးလေးပို့ထွက်တယ်ပေါ့နော်အကယ်၍မနဲ့စောစောတက်နိုင်ရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်တိုင်ရင်တိုင်ရင်နဲ့ပဲအခုလို ို့နေရာလေးရောက်ပြီဆိုရင်တော့ तू ကလန်ဒက်ဝက်လောက်ရောက်ပြီပေါ့နော်အခုလို view လေးမြင်လိုက်ရတဲ့အချိန်မှာလောကတော်တော်လေးလှပြီးတော့အမောလေးပြည်တယ်လို့လည်းခံစားရပါတယ်နေလေးဆက်တက်သွားတဲ့အချိန်မှာတော့အခုလိုမျိုးတောင်ပေါ်ကနေပြန်ဆင်းလာတဲ့အကိုညောင်နဲ့တွေ့ရပေါ့နော်။နင်းနင်းလေးပဲလိုတာကွာ။ Fighting ။ ဘောကတော့ရည်နေမဖြစ်နိုင်ဘူးလားမသိဘူးတို့မေးမိတဲ့အချိန်မှာတော့ကျွန်တော်စစတက်တော့အချိန်နဲ့ဆိုရင်45မိနစ်တော့ရှိပြီပေါ့နော် တခဏအကြာတက်ပြီးတဲ့အချိန်မှာတော့အခုလိုမျိုးတောင်ပေါ်ကိုရောက်သွားခဲ့ပါတယ်လက်လျှောက်မှာတက်လာခဲ့တဲ့အမောတွေကလေတောင်ပေါ်ရောက်ချင်းမြူလေးတွေလည်းမှိုင်းနေပြီးတော့လေးအေးလေးလည်းတိုက်နေတာဆိုတော့အမောကတော့ချက်ချင်းကိုပြေးသွားတာပေါ့နော်ပြီးရင်တော့အခုလိုမျိုးလေးဓားပုံလေးပါလေးနည်းနည်းပါပါရိုက်ပြီးတော့ view လေးလည်းကြီးခဲ့ပါသေးရဲ့ပြီးပြီးကျင်တာလေအကယ်၍ဓားပုံလက်လာလေးရိုက်ချင်နေဆိုရင်တော့အင်ဂျီတွေကအောက်ကနေတခါရဲ့ကြိုပြီးတော့မဝတ်ဝါနေပေါ့နော်အင်ဂျီတွေကိုတခါရဲ့အိတ်ထဲမှာထည့်ပြီးတော့အမှလဲပြီးဝင်ရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဘာဖြစ်လို့လ ဲဆိုတော့လက်နဲ့ချောက်ရွေးရည်နဲ့ဖြစ်တဲ့အတွက်အပေါ်ရောက်တဲ့အခါမှာဓာတ်ပုံရရင်မလှမှာဆိုလိုပါ တော်သေးရဲ့ဒီလားအောက်ကနေပြီးတော့လေကိုတောက်ချင်တာလေးဝယ်ခဲ့လို့မဟုတ်လို့ရှိရင်အပေါ်မှာဗာဈေးဆိုင်မှာလည်းမရှိသလိုဘာမှလည်းဝယ်လို့မရဘူးပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုအစမှပြောခဲ့သလိုပဲအောက်မှာရှိတဲ့ဈေးဆိုင်အနေနဲ့တခါရကိုစားချင်တာလေးတွေကိုတောက်ချင်တာလေးတွေဝယ်ခဲ့ရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ကိုကတော့ကျွန်တော်တောင်ပေါ်မှာလည်းခဏနားပြီးပြီဆိုတော့ပြန်ပြီးတော့ဆင်းတော့မယ်ပေါ့နော်သူများရကတော့အတက်45မိနစ်အဆင်45မိနစ်ဆိုပေမဲ့ကျွန်တော်တို့ကနာနာပြီးတက်နာနာပြီးဆင်းတာမလို့တနားကြီးလောက်စီကြပါတယ်ဒီဖန်မှာတောက်တက်ဖို့စဉ်းစားနေရဆိုရင်တော့ကျွန်တော်ကတော့ပို့ပေါ်ပါနဲ့တက်လို့ရမယ်ဒီတောင်ဝိုင်းတောင်ကိုတက်ကြည့်ဖို့တော်တော် recommend ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့အပေါ်မှာ view လေးလေးတော်တော်လေးလှ လို့ပါနော်ကျွန်တော်တို့အောက်မှာရှိတဲ့ရေကန်လေးမှာပိုလက်သန့်စင်ပြီးတော့ပြန်လာခဲ့လိုက်ပါတယ်ဒါဆိုရင်တော့ဒီနေ့ vlog လေးကဒီလောက်ပါပဲအားလုံးပဲနောက် vlog တွေမှာပြန်လည်ဆက်ကြည့်ကြပါမယ်